ကမ္ဘာပေါ်မှာအစ္စလမ်ဘာသာဝင်အများဆုံးနိုင်ငံ၅နိုင်ငံပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ Today တို့ Crazy အကြောင်းနေပြီးတော့ချက်ပရိသတ်များအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရရှင်။ဒီကနေ့တင်ဆက်ပေးသွားချင်တာကတော့ကမ္ဘာကိုယ်ခွေယုံကြည်မှုအများဆုံးဘာသာကြီး၄ခုတွေကမှအစ္စလမ်ဘာသာဝင်အများဆုံးရှိတဲ့နိုင်ငံ၅နိုင်ငံအကြောင်းပဲဖြစ်ပါရရှင်။နဘန်းကအင်ဒိုနီးရှားအင်ဒိုနီးရှားဟာကမ္ဘာအစ္စလမ်ဘာသာဝင်အများဆုံးနိုင်ငံတွေထဲကတနိုင်ငံဖြစ်ပြီးတော့ လူဦးရေတန်ပေါင်း290အနက်86ရာခိုင်နှုန်းခန့်ကအစ္စလမ်ဘာသာဝင်တွေဖြစ်ကြပါတယ်။အင်ဒိုနီးရှားနိုင်ငံရဲ့တမိုင်းတလျှောက်သူတို့ရဲ့တဘာဝအရင်းမြစ်တွေကိုမျက်စိကြားတဲ့နိုင်ငံရဲ့ချားအင်အားကြီးနိုင်ငံတို့ရဲ့လွှမ်းမိုးမှုတွေကိုလည်းခံခဲ့ရပါတယ်။ မွတ်စလင်ကုံတွေနဲ့ဆူဖီပညာရှင်တွေကအစ္စလမ်ဘာသာကိုအင်ဒိုနီးရှားနိုင်ငံစီကိုယူဆောင်လာခဲ့ကြပြီးဥရောပတိုင်းသားတို့ကလည်းခရစ်ယာန်ဘာသာကိုယူဆောင်လာခဲ့ကြကြောင်းနေမြေသစ်စူးစမ်းရှာဖွေတဲ့ခေတ်ကာလအတွင်းဟင်းခက်အမွေးကြိုင်ကျုံးတွေဖြစ်ကြတဲ့ မာလူကူကျွန်းနေပေါ်မှာကုံသွေးကြီးကိုလက်ဝက်ကြီးအုပ်ဖို့စူးစမ်းခဲ့ကြတာတူနဲ့အတူ အပြင်းထန်တိုက်ခိုက်ခဲ့ကြပါရယ်ဒါပေမဲ့လည်းအခုချိန်မှာတော့အစ္စလမ်ဘာသာဟာအင်ဒိုနီးရှားနိုင်ငံရဲ့နိုင်ငံသာသနာတစ်ခုအနေနဲ့တည်ရှိလို့နေပြီးတခြားသောဘာသာကိုယ်ပွဲယုံကြည်သူတွေလည်းရှိလို့နေပါသေးတယ်နဗလီပါကစ္စတန်နိုင်ငံ ပါကစ္စတန်နိုင်ငံကအစ္စလမ်အယူဝါဒကိုယုံကြည်လက်ခံကြတဲ့နိုင်ငံတွေထဲမှာမှအစ္စလမ်ဘာသာဝင် အများဆုံးနိုင်ငံပဲဖြစ်ပါတယ်။အဲဒီနိုင်ငံရဲ့ထူးခြားချက်တစ်ရပ်မှာနိုင်ငံရဲ့အနေနဲ့ဟာတဆက်သေးမဟုတ်ပဲအရှေ့ဘက်မှာအရှေ့ပါကစ္စတန်နဲ့အနောက်ဘက်မှာအနောက်ပါကစ္စတန်ဆိုပြီးတော့ခွဲခြားထားတာတစ်ခုနဲ့တစ်ခုမိုင်ပေါင်း900မြောက်ကွာဝေးပြီးတော့တည်ရှိနေပါတယ်။ဒီလိုဖြစ်ရခြင်းမှာမွတ်စလင်အများဆုံးရှိတဲ့ဒေသကိုရွေးချယ်ပြီးပါကစ္စတန်နိုင်ငံနှစ်ပိုင်းတို့ရဲ့စစ်ကြောင်းနေရာတွေကိုအိန ဒီယာသမ္မတနိုင်ငံပိုင်ပြည်နယ်တွေတရှိလုပ်နေတာပဲဖြစ်ပါတယ်ပါကစ္စတန်နိုင်ငံရဲ့ပထမအဦးဆုံးဘုရင်ခံချုပ်မှာမိုဟာမက်အလီဂျင်နာဖြစ်ပါတယ်။အဲဒီနောက်1956ခုနှစ်ဖေဖော်ဝါရီလ29ရက်နေ့မှာပါကစ္စတန်နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေဟာအတည်ဖြစ်လာပြီးအဲဒီနှစ်မတ်လ23ရက်နေ့မှာတော့ပါကစ္စတန်နိုင်ငံကအစ္စလမ်အယူဝါဒကိုအခြေခံပြုထားတဲ့ပါကစ္စတန်သမ္မတနိုင်ငံဖြစ်ကြောင်းကြေညာခဲ့ပါတယ်။ပါကစ္စတန်နိုင်ငံရဲ့လူဦးရေမှာ 2019ခုနှစ်တကြောင်စီးရင်အရာ212သန်းကျော်ရှိပြီးတော့လူဦးရေရဲ့96ရာခိုင်နှုန်းခန့်ဟာမော့စလင်တွေဖြစ်ကြပါတယ်။နံပါတ်3တူရကီနိုင်ငံတူရကီနိုင်ငံရဲ့အစ္စလမ်ဘာသာကိုကိုယ်ပိုင်ယုံကြည်မှုဟာနိုင်ငံရဲ့အလွန်ကြီးပါတဲ့ဘာသာရေးနဲ့ရှင်ကျေးမှုဆိုင်ရာအချက်တစ်ခုဖြစ်ပါတယ်။တူရကီနိုင်ငံကအစဉ်အလာနဲ့ဘာသာရေးခိုင်မာမှုတွေနဲ့ လူမှုရေးတည်ငြိမ်မှုကိုထိမ့်သိမ်းထားနိုင်ခဲ့တဲ့နိုင်ငံတစ်ခုပဲဖြစ်ပါတယ်။တရကီရဲ့လူဦးရေ90ရာခိုင်နှုန်းကျော်ဟာအစ္စလမ်ဘာသာကိုကိုးကွယ်ကြပြီးအများစုကဆွန်နီမွတ်စလင်တွေဖြစ်ကြပါတယ်။ရှီရာမွတ်စလင်တွေလည်းရှိပါတယ်အစ္စလမ်ဘာသာဟာတူရကီနိုင်ငံရဲ့ဘာသာရေးရှင်ချင်းမှုနဲ့နိုင်ငံရေးသမိုင်းတခြားမှာအရေးပါတဲ့အခမ်းအနားတစ်ခုအနေနဲ့ပါဝင်လျက်ရှိပါတယ်တူရကီဟာအစိုးရနဲ့ဘာသာရေးကိုတိသက်ခွဲခြားထားတဲ့နိုင်ငံတစ်နိုင်ငံပဲဖြစ်ပါတယ် ဒါပေမဲ့လည်းအစိုးရအဖွဲ့အစည်းတွေကဘာသာရေးနဲ့ပတ်သက်တဲ့အဆုံးဖြတ်ချက်တွေချရမှာတော့အရေးပါတဲ့အခမ်းကဏ္ဍတစ်ခုရှိလို့နေပါတယ်။ဥပမာအားဖြင့်အစ္စလမ်ဘာသာနဲ့ပတ်သက်တဲ့ဥပဒေတွေဘာသာရေးပညာရေးနဲ့ဘာသာရေးဆိုင်ရာအဖွဲ့အစည်းတွေရဲ့လုပ်ငန်းတွေကတော့ဘာသာရေးနဲ့နိုင်ငံရေးဆက်ရှင်တွေရဲ့အခမ်းကဏ္ဍတွေအဖြစ်သတ်မှတ်ထားပါတယ်။နံပါတ်1အီချင်းနိုင်ငံအီချင်းနိုင်ငံကတော့တမန်ချန်စာအရအဂိုဒရော့ပီယာဆိုင်နိုင်ကျွန်းဆွယ်ပေါ်မှာတရှိရာဖြစ်ပါတယ်။ ဒါကြောင့်မို့အီဂျစ်နိုင်ငံကအာဖရိကတိုင်းရဲ့အနောက်တောင်အာရှကိုကူးလူးဆက်သွယ်ပေးတဲ့တံတားပတ်မှာဖြစ်လို့နေပါတယ်။ဒါအပြင်အီဂျစ်နိုင်ငံဟာတိုက်ကြီးနှစ်ခုကိုခွာလျက်တရှိရနိုင်ငံတစ်နိုင်ငံဖြစ်ပြီးတော့အာဖရိကမြေငယ်ဖယ်လေဒေသအရှိအလယ်ပိုင်းနဲ့အစ္စလမ်ကမ္ဘာမှာအဓိကအင်အားကြီးနိုင်ငံကြီးတစ်ခုအဖြစ်ကိုရပ်တည်လို့နေပါတယ်။ ဧချနိုင်ငံမြောက်ပိုင်းမှာနေထိုင်သူတွေကအသားလက်ကြပေမဲ့လည်းကျောင်းပိုင်းမှာနေထိုင်သူတွေကတော့အသားမျိုးသူများကြပါတယ်။သူတို့ကရိုးသားဖော်ယူပြီးတော့ညံစွမ်းညံစားထက်မြက်ပြီးပျော်ပျော်ရွှင်ရွှင်နေတဲ့ကြသူတွေဖြစ်ကြပါတယ်။သူတို့ကရှေးဧဂျစ်လူမျိုးတို့ရဲ့အဆက်အနွယ်တွေဖြစ်ကြတယ်လို့လည်းဆိုပါတယ်။အစ္စလမ်အယူဝါဒတွေဖြစ်ကြပြီးတော့အယူဝါဒပိုင်းမှာတော့ဘာသာတရားကိုအလွန်ကိုင်းရှိုင်းယူတည်ကြသူတွေလည်းဖြစ်ပြီးတော့ဘာသာစကားပိုင်းမှာတော့ Arabic ဘာသာစကားကိုအသုံးပြုကြတာလည်းဖြစ်ပါတယ်။ နံပါတ်၁ sorry arabia နိုင်ငံ sorry arabia နိုင်ငံကို abdul abzin bin salda 1932ခုနှစ်မှာတည်ထောင်ခဲ့ရပဲဖြစ်ပါတယ်။အမှန်တကယ်မှာတော့1902ခုနှစ်သူရဲ့မျိုးနွယ်စုတို့အစဉ်ဆက်ပိုင်ဆိုင်ခဲ့တဲ့ Riyadh မြို့ကိုတင်ပိုင်စဉ်အချိန်ကလေးကဟာနိုင်ငံထူထောင်ခြင်းကိုစတင်ခဲ့ရပဲဖြစ်ပါတယ်။ Sorry နိုင်ငံကိုအထွတ်အမြတ်ဗလီနှစ်ခုရှိရာနိုင်ငံဆိုပြီးတော့လည်းတခါတရံရည်ညွှန်းခေါ်ဆိုလေးရှိကြပါတယ်။အဲဒါကတော့အစ္စလမ်ဘာသာအထွတ်အမြတ်နေရာနှစ်ခုဖြစ်တဲ့မက္ကာနဲ့မက်ဒီနာကိုရည်ညွှန်းခြင်းပဲဖြစ်ပါတယ်။ ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးများရှိတင်ပါတယ်။နောက်လေးရဲ့တင်ဆက်မှုတွေမှာလည်းပြန်လည်ဆုံတွေ့ကြပါစို့ရှင်။